မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ ပြည်သူများနေထိုင်ရနေရနဲ့ဘာသာရေးအဆောက်အများကိုပြစ်မှတ်ထားတိုက်ခိုက်မှုများလာတဲ့အတွက်အမေရိကန်အနေနဲ့လေကြောင်းတိုက်ခိုက်မှုကာကွယ်စနစ်များထောက်ပံ့ပေးရန်တောင်းဆိုရကြောင်းတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်တပ်ကစီရင်ရှုံးနိမ့်မှုများပြလာချိန်မှာတိုင်ပွဲဖြစ်ပွားခြင်းမရှိတဲ့ပြည်သူများနေထိုင်ရမျိုးများနဲ့ဘာသာရေးအဆောက်အများစာတင်ကြောင်းများကိုပြစ်မှတ်ထားကလေကြောင်းကနေတိုက်ခိုက်မှုပုံမဆိုးရွားလာတဲ့အတွက်အမေရိကန်အနေနဲ့လေကြောင်းတိုက်ခိုက်မှုကာကွယ်စနစ်များထောက်ပံ့ပေးနိုင်ကောင်းမှာဖြစ်ကြောင်း Burma Research Institute ရဲ့ဥက္ကဋ္ဌနဲ့အမှုဆောင်ရာရှိချုပ်တို့ကတောင်းဆိုခဲ့ပါတယ်။ time အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လိုင်းဖွဲ့ရီထံလေးချောင်းတိုက်ခိုက်မှုကာကွယ်စနစ်များပေးတင်ကြောင်းအဲ့ဒီစနစ်များပေးဖို့အတွက်အမေရိကန်အစိုးရနဲ့ကွန်ဂရက်အနေနဲ့အရေးတူစဉ်းစားတင်ကြောင်းပြောပါတယ်အမေရိကန်အစိုးရအနေနဲ့မြန်မာပြည်ပြန်လည်ထူထောင်ရေးအတွက်ကိုးတန်းပေးရခဲ့ပြီးဖြစ်တော့လဲအကူအညီများထပ်မံပေးရဖို့တောင်းဆိုလိုကြောင်း၎င်းကဆိုပါတယ်လက်ရှိမှာအစံဖက်စစ်တပ်ကမြန်မာနိုင်ငံနဲ့ဖုံးကြီးကြောင်းများဖိအားပထိုးများပါဝင်ဘာသာရေးနေရာများ240ကျော်ကိုလေးချောင်းတိုက်ခိုက်ခြင်းမိရှုခြင်းများပြုလုပ်ပြီးအစံဖက်စစ်အုပ်စုက2021လှုပ်ရှားမှုနောက်ပိုင်း င်မှစပြီးခရီးရန်၁၄ဦးနဲ့ဘာသာရေးဝတ်ပြုသူ၁၃၃ဦးထောင်ချခံရကြောင်းအမေရိကန်နိုင်ငံနိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် ရဲ့ကော်မရှင်နာက ပြောပါရယ် USCIRF က2009ခုနှစ်ကစတင်ပြီးမြန်မာနိုင်ငံရဲ့ဘာသာရေးလွတ်လပ်ခွင့်ခြေနေတွေကိုစောင့်ကြည့်လာခဲ့ပြီးဘာသာရေးလွတ်လပ်ခွင့်တွေကိုချိုးဖောက်နေတဲ့နိုင်ငံဖြစ် CPC ဖြစ်အငြင်းတဲ့အကြံပြုခဲ့ကြောင်း2024ခုနှစ်မှာမြန်မာစစ်တပ်ကလူမျိုးရေးဘာသာရေးအနည်းစုတွေကိုဆက်လက်ပြစ်မှတ်ထားပြီးညှဉ်းပန်းနေတာကြောင့်မြန်မာကိုထပ်မံပြီး CPC ဖြစ်သတ်မှတ်ဖို့တိုက်တွန်းကြောင်းလည်း၎င်းကပြောပါရယ် 2021ခုနှစ်ဖေဖော်ဝါရီလကလေးကစစ်တပ်ကဘာသာရေးတင်နန်းကြောင်းများနဲ့ဝင်ရောက်ခဲ့ပြီးဘာသာရေးနဲ့သက်ဆိုင်သူများကိုပြစ်မှတ်ထားဖမ်းဆီးကထောင်ချခြင်းဖျားရှိကိုကြောင်းများကိုဘုံနဲ့ဖျက်ဆီးခြင်းဖုံးတော်ကြီးများကိုပြစ်ခတ်တပ်ဖြတ်ခြင်းတို့လှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကြောင်းစဲခရိုင်တိုင်ရင်မှုကိုစစ်နိုင်ကို NUG MOD ကဖမ်းဆီးထားတာဟာ အာနာရှင်ဆန်နဲ့လုံရက်လို့ PRF 60ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝင်ကြီးဌာန MOD လက်အောက်ကနေနှုတ်ထွက်ထားတဲ့မန္တလေးတိုင်း60ခရိုင်အမှတ်နှစ်တရင်ကတရင်မှုကိုစစ်နိုင်ကိုဖမ်းဆီးထိန်းသိမ်းထားတယ်လို့ NUG MOD ဒုတိယအတွင်းဝင်လည်းဖြစ်ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ဦးမောင်မောင်ဆွေကမေလ၂ရက်နေ့မှာသတင်းဌာနကိုအတည်ပြုပြောကြားခဲ့ပါတယ်။စစ်ဥပဒေစစ်စည်းကမ်းတွေကိုချိုးဖောက်လို့ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။စစ်ဆေးမှုတွေကိုစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့မမှန်မကန်ပူးပေါင်းဆောင်ရွက်နေသူတွေကိုလည်းဆက်လက်အ ရှိယူဆောင်ရွက်သွားဖို့ရှိတယ်လို့ဥပမောင်ဆွေကပြောပါတယ်တရင်မှုကိုစစ်နိုင်ကို NUG MOD ကဖမ်းဆီးထိမ့်သိမ်းထားရတဲ့ပတ်သက်ပြီးသူရဲ့လုံခြုံရေးကိုစိုးရင်ပူပန်မိကြောင်းနဲ့ဖမ်းဝရမ်းမပါပဲဖမ်းဆီးသွားတာကအာနာရှင်စံနဲ့လောက်ရဖြစ်တယ်လို့ PRF ကြောက်စင်ကမီလာနှစ်ရက်နေမှာထုတ်ပြန်လာခဲ့ပါတယ်။ MOD ရဲ့ဖေတရင်ကလာဖမ်းနေဆိုတာရဲ့ဘာဝရန်ဘာစာမှထုတ်ပြန်ပြီးလာဖမ်းတာမျိုးမရှိတာဟာဒီကနေ့အချိန်ထိပါတိကျတဲ့အချက်လည်းမတိရသေးဘူး။ပြူဟာမှုကစင်ရေးကိစ္စနဲ့စကားပြောချင်ပါတယ်ဆိုပြီးခေါ်ဆောင်သွားတာပါ။အဲ့ဒီညမှာပဲကြောက်စင်တရင်တစ်တရင်မှုကတက်စင် ် MOD ကကျွန်တော်တို့တရင်မှုကို ထိန်းလိုက်ပြီးဆိုပြီးတရားပါတယ် MOD ကအကြောင်းကြားခိုင်းလို့တရင်တစ်တရင်မှုကကျွန်တော်တို့တရေးတာဝန်ခံကိုဆက်သွယ်အကြောင်းကြားခဲ့တာပါလို့ကြောက်စဲခရိုင်အမှတ်နှစ်တရင်တာဝန်ရှိသူတောက်ကပြောပါတယ်တိုင်ငင်မှုကိုစစ်နိုင်ကို NUG MOD ပြူဟာမှုတောင်းကလည်းလာရောက်ခေါ်ဆောင်ဖို့ ပုပ်ကိုချင်းရင်းနှီးတာကြောင့်ယုံကြည်မှုနဲ့လိုက်ပါသွားပြီးလုံခြုံရေးအဆောင်ရှောက်ကိုမခွန်ဆောင်သွားခဲ့ဘူးလို့လည်းသိရပါဗျ။တန်ရင်မှုတယောက်ကိုပြစ်မှုထင်ရှားခြင်းမရှိဘဲ NUG MOD စီယုံကြုံနေတဲ့ခုလိုခေါ်ဆောင်သွားတာဟာကြောင်းကျိုးစီလော်တဲ့လုံရမဟုတ်တလို့တန်ရင်မှုကိုစစ်နိုင်တဲ့အဆက်အသွယ်မရရှိတော့တာကြောင့်သူရဲ့လုံခြုံရေးနဲ့ကျန်းမာရေးအခြေအနေကိုစိုးရိမ်ပူပန်မိတယ်လို့ကြောက်စဲခရိုင်အမတ်နဲ့တန်ရင်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ကြောက်စဲခရိုင်အမတ်နဲ့တန်ရင်က NUG MOD လက်အောက်မှာ2023 February လကလေးကရှိနေခဲ့တာဖြစ်ပြီးအခုနှစ် AB 21ရက်မှာ MOD NUGMO NUG လမ်းအောက်ကနေနှုတ်ထွက်ခဲ့တာလည်းဖြစ်ပါတယ် NUG MOD နဲ့ဆက်လက် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ဖို့အတွက်ကိစ္စတချို့ကြန့်ရှိနေတာကြောင့်နှုတ်ထွက်တဲ့အကြောင်းရင်းကိုအချိန်ကာလတကူအတိပေးထုတ်ပြန်မယ်လို့လည်းဖော်ပြထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များပြည်သူ့ဘက်ပူပေါင်းဖို့အချိန်တန်ပြီလို့ PDF အမှတ်နဲ့စစ်စင်ရေးနယ်မြေတာဝန်ရှိသူပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များအနေနဲ့ပြည်သူလူထုဘက်ပူပေါင်းနိုင်ဖို့အခွင့်အရေးတွေကိုတော်လိုင်းအင်အားစုတွေကလမ်းဖွင့်ပေးထားဆဲဖြစ်ကြောင်းပြည်သူ့ကာကွယ်တပ်မတော် PDF တောင်ပိုင်းစစ်ဒေသအမှတ်နဲ့စစ်ဒေသကွယ်အမှတ်နဲ့စစ်စင်ရေးနယ်မြေတရင်ပြန်ကြားရေးဌာနတာဝန်ခံစောတူ ့ရှိကပြောပါတယ် PDF အမှတ်နှစ်စစ်စင်ရေးနယ်မြေတွင်စီရေးချင်းများနဲ့ပတ်သက်ပြီးမြေမြန်စဉ်၎င်းကစစ်ရှိန်မြင်သွားမှုရှိကြောင်းအသိပေးပြီးအခုလိုပြောဆိုခြင်းဖြစ်ပါတယ်။အမှတ်နှစ်စစ်စင်ရေးနယ်မြေမှာဘကိုးရှန်ကုန်းအရာရီနေပြည်တော်တို့ပါဝင်ပါတယ်။ရှေ့ဆက်ပြီးကျွန်တော်တို့ကစီရေးအရှင်းမြင်တင်သွားမှာဖြစ်ပါတယ်။ဒီပေါ်မှာလည်းပြည်သူတွေကိုအမြဲတမ်းလိုလိုထုတ်ပြန်ချက်တွေသက်ဆိုင်ရာစိုးမှုနယ်မြေတွင်မှရှိရဲပြည်သူလူထုကိုလေကြောင်းရန်နဲ့ပတ်သက်လို့လက်နက်ကြီးလေရင်မြေမြုံမိုင်းစသဖြင့်ဒါနဲ့ပတ်သက်ပြီးအသိပညာပေးတာတွေတောက်ရှောင်းကျွန်တော်တို့တိုင်းရင်းတပ်ဖွဲ့တွေကလည်းလှုပ်ဆောင်နေတာရှိရဲလို့ပြောပါတယ်။ ်စစ်ကောင်စီလက်အောက်ခံတပ်များပြည်သူ့ဘက်ပူပေါင်းဖို့အခွင့်အရေးကိုအစဉ်ဒီဇိုင်းလမ်းဖွင့်ပေးထားတယ်လို့၎င်းကပြောပါတယ်ဒီကြားထဲမှာစစ်ကောင်စီတပ်သားတွေတင်မကပဲပြည်သူစစ်တွေပြူစောထီတွေဒီလိုလူတွေကလည်းကျွန်တော်တို့နေမြေအတွင်းမှာဖမ်းဆီးခံရတာတခါတလေလူသားတိုင်းလောက်ခံရတာတွေတောက်လျှောက်ကြုံနေရတယ်ဒီပေါ်မှာသူတို့သတိပြုစင်ကျင်ဖို့အချိန်တန်ပြီးလို့ကျွန်တော်အနေနဲ့ပြောလိုပါတယ်လို့စောတူရှိကပြောပါတယ်လက်ရှိမှာစစ်တောင်းမြင့်ဝမ်းစိုးမိုးရေးစစ်စင်ရေးများရှန်ကုန်မန္တလေးအမြန်လမ်းစစ်စင်ရေးများဆောင်ရွက်ခဲ့ပြီးလမ်းမ အဲ့ဒါမတိုင်ခင်ကလည်းတောင်တန်းမှာမြေပြန်ကိုစနစ်တကျတရရိပ်ချီတက်လာခဲ့ကြောင်းသိရပါဗျ။ ကျင်းတီပေါက်ကတော့ကျွန်တော်တို့အိမ်ပြန်လန်းတွေမြေပြန်လန်းတွေကိုစနစ်တကျချီတက်လာပါပြီကျွန်တော်တို့အိမ်ကျွန်တော်တို့စနစ်တကျပြန်လာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ကကျင်းတီပေါက်လျှောက်တော့မယ်ရောက်နေစနေရတွေလည်းရှိတယ်ရှိဆက်တော့မယ်ခြေနေတွေလည်းရှိတယ်ဒီခြေနေတွေမှာတော့သတိပြုစင်ခြင်းမို့နဲ့ဒီဘက်မှာပြည်သူရင်ခွင်ခိုးလုံချဖို့တက်ဆိုင်ရာတရားစစ်မှုတန်းခံရတဲ့ရဲဘော်တွေနေနဲ့လည်းနီးစပ်ရာတိုင်ရင်တပ်ဖွဲ့စခန်းတွေကနေတက်ဆိုင်ရာလက်နက်တွေကိုယူပြီးကျွန်တော်တို့စီခိုးလုံချဖို့ ဒါသာလင်းသူတို့အတွက်နောက်ဆုံးထွက်ပေါက်ဖြစ်လိမ့်မယ်လို့ကျွန်တော်အနေနဲ့အကြံပြုပြောကြားလိုပါကြောင်းအမှတ်နှစ်စစ်စင်ရေးနယ်မြေသတင်းပြန်ကြားရေးတာဝန်ခံစောတူရှိကပြောပါရယ်ဘကိုးအနောက်စစ်တောင်းမြင်ဝန်တရှောင်းစီရေးဖော်ဆောင်လာတာနဲ့အများစစ်ကောင်စီကလည်းစစ်တောင်းမြင်ဝန်ရှိကျေးရွာတွေကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းတိုက်ခိုက်ခြင်းပြည်သူများကိုပြစ်မှတ်ထားတိုက်ခိုက်ခြင်းများအစဉ်လှုံ့ဆော်နေရလို့၎င်းကပြောပါရယ်တော်လိုင်းတက်များအနေနဲ့လည်းစစ်မှတ်ဖြစ်ပွားရာဒေသများရှိစစ်ရှောင်းများကိုလူသားစာနာအကူအညီများတက်နိုင်သမျှဆောင်ရွက်ပေးလျက်ရှိရလို့ပြောပါရယ် PDF အမှတ်နှစ်စစ်စင်ရင်းနဲ့မြေအတွင်းရှိတိုင်းရင်းတပ်ဖွဲ့များနဲ့ကရင်မျိုးသားစီယုံ KNU KNL တပ်များပါဝင်တဲ့တွန်လိုင်းပူပေါင်းတပ်တွေက AP လကုံပိုင်းကဘကိုတိုင်းကြောက်တိမျိုးနဲ့ရှိစစ်ကောင်စီအထိုင်ချတပ်ဆွဲရနေရ၅ခုတပ်မနေကိုတပြိုင်နက်တည်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်ကဒုတိယတိုင်းရင်းမျိုးပါဝင်တေဆုံထိခိုက်မှုတွေများခဲ့ကြောင်းတောင်ပိုင်းစစ်ဒေသအမှတ်နှစ်စစ်ဒေသခွဲကသတင်းထုတ်ပြန်ပါတယ်။ဒါအပြင် AP 28ရက်မှာပဲဘကိုတိုင်းမင်းလာမျိုးနဲ့အတွင်းစစ်ကောင်စီစစ်ကြောင်းကိုတွန်လိုင်းပူပေါင်းတပ်ကတိုက်ခိုက်ရာစစ်ကောင်စီတပ်ဆယ်ဦးတေဆုံခဲ့ပြီးလက်နက်ခဲယမ်းများရရှိခဲ့ကြောင်းအသိ ပေးထားပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ဆွေးနွေးပွဲအစဉ်မပြေကြောင်း TNL ထုတ်ပြန်ပြီးရနောက်မိုးကုတ်ကိုစစ်ကောင်စီဖုံးထက်ခြင်းနဲ့ကြောင်းတင်ဆက်ပေးပါမယ်။တောင်းတက်မတော် TNL ထိန်းချုပ်ထားတဲ့မိုးကုတ်မျိုးကိုမီလာနေရညနေပိုင်းမှာစစ်ကောင်စီကဘုံနှလုံးချင်းချတိုက်ခိုက်ခဲ့ပြီးထိခိုက်ပျက်စီးမှုများရှိခဲ့ပါတယ်။မိုးကုတ်ရှေ့ပိုင်းပဟင်းရွာနဲ့အနောက်ပိုင်းနှာအုပ်အင်းရွာတို့ကိုမီလာနေရနေ့ည7:48မိနစ်မှာဘုံချင်းချခဲ့တယ်လို့မြို့ကန်တအုပ်ကပြောပါတယ်။ပဟင်းရွာက တော်ရဲဘက်ကြပါပြီးမြို့ ကချင်းကြကြက်ပြင်စည်းနာတင်ရှိတာအုတ်အင်းဓမာယုံကိုကျဲတာဓမာယုံပြက်စည်းနေတခြားထိခိုက်မှုတော့မသိရသေးဘူးလေချောင်းရံကအနိကက်ကြောင့်ရတယ်လို့မိုးကုံမြူကန်တောက်ကပြောပါတယ်တရုတ်နိုင်ငံရဲ့ဂျာဝင်စီစဉ်မှုနဲ့စစ်ကောင်စီနဲ့တရုတ်နိုင်ငံကုမင်းမြူမှာနှစ်ရက်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြအောင်တောင်းတက်မတော် DNL ကမေလနှစ်ရက်မှာသတင်းထုတ်ပြန်ပါတယ်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ် UPSN လက်ပြင်ဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ကြဦးဆောင်တဲ့ကိုစလဲရီနဲ့စစ်ကောင်စီမှာဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဆောင်တဲ့ကိုစလဲရီတို့ကတရုတ်နိုင်ငံရဲ့ဂျာဝင်စီစဉ်မှုနဲ့ AB 28ရက်နဲ့29ရက်မှာ အပြစ်ခတ်ရစေနိုင်ဖို့ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီကိုယ်စားလှယ်တို့က TNL တိမ့်ပိုင်ထားတဲ့နောင်ချိုကြောင့်ပဲဒီဘောမိုးကုံနဲ့မိုးမိတ်စားတဲ့ဒေသများမှာဆုတ်ခွာဖို့တောင်းဆိုခဲ့ကြောင်းပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နန်းစံနဲ့မန်တုံမြို့နယ်အတွင်းထီကို TNL တပ်ဖွဲ့များအားလုံးပြန်လည်ဆုတ်ခွာဖို့စစ်ကောင်စီရဲ့တောင်းဆိုချက်ကို PSLF ကိုယ်စားလှယ်များကသဘောမတူနိုင်လို့နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှုထပ်ဆင့်မတူနိုင်သေးပဲဖြစ်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ် ဒါကြောင့်နှစ်ဖက်အပြစ်ခံရစင်းနိုင်ဖို့အတွက်လာမယ့်အကူလာမှာထပ်မံတွေ့ဆုံဖို့သဘောတူခဲ့တယ်လို့အတည်ပြုပါရယ်။ဒါအပြင်လေကြောင်းမှပုံကျဲခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်း drone များနဲ့တိုက်ခိုက်ခြင်းထိုးစစ်ဆင်ခြင်းစတဲ့ပစ်ခတ်တိုက်ခိုက်မှုများအလုံးရတန့်ဖို့တရုတ်မြန်မာနဲ့စက်ကုံသွင်းလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့ဒေသတည်ငြိမ်အေဂျင့်ဖို့နဲ့ကိုကန့်တပ်ဖွဲ့ MND ကဲ့သို့ တဆင့်တွန်းအပြစ်ခတ်ရန်စည်ပြုလုပ်နိုင်ဖို့အတွက်တရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတင်ရှိချင်းကကမကတ်ထားပြုအလေးထားကြိုးပမ်းပြီးနှစ်ဖက်တွေ့ဆုံမှုတွေအလင်းအမြန်တိုးတက်လာစေဖို့ဆိုနေခဲ့ကြောင်း TNL ကထုတ်ပြန်ပါတယ်။အဲ့လိုထုတ်ပြန်ပြီးနောက်ပိုင်းမိုးကုတ်မြို့ကိုကင်းထောက်လေယာဉ်များပြန်ဝဲနေပြီးည7:48မိနစ်မှာ Jet Fighter နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာပေါ့။စစ်ကောင်စီနဲ့ဆွေးနွေးပြီးတော်လိုင်းကိုရှုံးချီနှက်ချီလုပ်နေရင်တော့လူမှုအထင်အားမှာပဲမိုးကုတ်ကရှေ့လျှောက်ပြီးလေကြောင်းအနေနဲ့များနေပြီလို့မြို့ကလူငယ်တအုပ်ကပြောပါတယ်။စစ်ကောင်စီက AB 30ရက်က လည်းမိုးကုံမြို့အနောက်ပိုင်းသစ်စိန်ကုန်းနဲ့ကြောင်းပုတ်ကြီးရွာတို့ကိုလေကြောင်းမှပေါင်250ပုံနှလုံးကျင်းချခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်